ိုကျွန်တော်စီကိုတင်ရလာပြီးပြန်ရသွားပါတယ်ခင်ဗျာကိုလို့လည်းတာဓုခေါ်ပေးကြပါဘောခင်ဗျာခொနီယသာသမီတွေကကျွန်တော်ကိုယုံကြည်စိတ်ချသွားနဲ့အလှူလေးတွေလှမ်းလှူကြတယ်ကျွန်တော်ကတော့အလူမခံပါဘူးလို့ဒါပေမဲ့အခုမတို့အနေနဲ့ယုံကြည်စိတ်ချလို့လာပြီးလှူစေခြင်းနဲ့လှူပေးစေခြင်းနဲ့ဆိုရင်တော့ကျွန်တော်လက်ခံပေးပါမယ်ဆိုပြီးတော့လှုပ်ပေးရင်းနဲ့ပဲအဲအလူရှင်တွေများလာတာဟုတ်ကျေးဇူးပါကျေးဇူးပါခင်ဗျာကျေးဇူးပါခင်ဗျာ ကျွန်တော်ဆိုရင်ဒါဘာမှတော့မဟုတ်သေးတဲ့လူတစ်ယောက်ပါမောင်မြင်သေးတဲ့လူတစ်ယောက်ပါဒါပေမဲ့အဲ့မောင်မြင်သေးတဲ့လူတစ်ယောက်ကိုတိနေတဲ့တိနေတဲ့ဟိုရှိနေတဲ့လူလေးတွေကတော့တွေ့ရင်တော့မှတ်မိကြတယ်မှတ်မိတော့သူတို့လာလူပါလားဆိုရအပျော်လေးတွေသူတို့မျက်လုံးမှာမျက်နှာမှာဖြစ်တော်တာကိုမြင်ရတယ်အဲ့အတွက်ဟိုပူအားရှိတယ်ပို့ပြီးတော့သူတို့နဲ့တွေ့ကျင်တယ်အဲဟိုပြီးတော့အလူတွေလည်းသူတို့ကိုလှူပေးတဲ့အခါမှာသူတို့ဝမ်းသာတယ်အဲ့တော့ကျွန်တော်အလူနှစ်ခုရတာပေါ့ ဘာလဲအေးကွက်တွေကုန်နေလို့ကျွန်တော်အဲ့ကော်ကွက်တွေသွားဝယ်တာအဲသွားဝယ်တော့ကားပုံမှာပဲရှိတယ်ရှိတဲ့အတွက်ကျွန်တော်ငွေလောက်တာကိုတကယ်မသိလိုက်အိမ်မရောက်မှငါမူးတယ်လို့ခံစားရမှအဲအိမ်ကိုပြောမှအင်းကမူးတယ်ငွေလောက်သွားတာအော်အဲ့ကြောင့်မို့ကျွန်တော်ကားပုံမှာမူးနေတာဟုတ်ဘောမှာတွေ့ကြုံမဲ့ဆိုတော့ကျွန်တော်အဲ့ငလင်းလောက်တော့မခံစားရရအောင်ကားပေါ်မှာမောင်းနေနေဆိုတော့ကားရမ်းနေလို့ပဲထင်တာဗျာတကယ်တမ်းပြီးမှခေါင်းနေကြိုက်လာမှအဲ့ငလင်းလောက်သွားမှန်းသိတာ ဟောကျွန်တော်တို့သမင်းရောင်းနေတာဆိုတော့တိတ်မပြောပြဖို့အပူကြီးသူ့အစုဟိုအလောက်ကရှုပ်နေရတယ်ညနေကျမှ line ပေါ်မှာအဲ့လိုအဲ့လိုတက်လာတော့ဖြစ်တော့ဘူးငါလှူမှတော့ဖြစ်မယ်ငါတို့ဒီသမင်းလိုင်းလေးရောင်းတဲ့ငွေလေးနဲ့အဲ့နဲ့ကျွန်တော်နောက်ရက်ကိုလှူဖို့သွားတာလှူဖို့သွားတော့ဖုန်းပို့လိုက်တဲ့ခါကျတော့အဲ့ငွေဘိုးအိမ်ကနေပြီးတော့သွားဖို့လုပ်နေရပြီးတော့အကူကိုသွားမှဆိုကျွန်တော်လည်းလိုက်ချင်တယ်ဗျာဆို အညီလေးခုသွားมาလိုက်ခဲ့ကျွန်တော်เนี่ยဝေစားတော့မပါဘူးကျွန်တော်နှစ်ထည်နှစ်စုံတော့ပဲပါကျွန်တော်အဲခါလေးလိုက်သွားလို့နဲ့လိုက်ချာပါအကုန်နဲ့လိုက်ချာသွားတာဝေလိုက်ချာသွားဟိုကျစုံတော့မလေးပါအဲဟုတ်တယ်ကိုနဲ့လိုက်ချာသွားတယ်နောက်ပါနော်ဟုတ်လားချူးကြီးချူးကြီးကဘယ်လိုလဲနောက်ပဲနဲ့နောက်ပဲနဲ့ဒီမိုင်းတော့ဟုတ်ကဲ့ဗျာဟုတ်ကဲ့ဗျာဆရာကြီးဆေးရမလားကြိုက်တယ်ကြိုက်တယ်ကြိုက်တယ်ခုလေးကိုထည့်လိုက်တာပေါ့ဒီမင်းလေးကိုကျွန်တော်က14သိန်းနဲ့ဂျီဂျီယူပဲဂျီဂျီယူပဲ14 အဲ့လေးပဲလှူပြီးတော့ကျွန်တော်ကဟိုပါဖြစ်မယ်လို့လုပ်တဲ့ခါမှာခုနှစ်သားသမီးတွေကကျွန်တော်ကိုယုံကြည်စိတ်ချသွားတဲ့အလှူလေးတွေလှမ်းလှူကြတယ်ကျွန်တော်ကတော့အလှူမခံပါဘူးလို့ဒါပေမဲ့အခုမတို့အနေနဲ့ယုံကြည်စိတ်ချလို့လာပြီးလှူစေခြင်းနဲ့လှူပေးစေခြင်းနဲ့ဆိုရင်တော့ကျွန်တော်လက်ခံပေးပါမယ်ဆိုပြီးတော့လှုပ်ပေးရင်းနဲ့ပဲအဲအလှူရှင်တွေများလာတာဟုတ်အာကျွန်တော်စကိုင်းတရဦးအင်းဝပြမန်းလေး အစုံမဲ့မန်းလေးလက်မျိုးတွင်အစုံမဲ့အကုန်လုံးပေါ့နေရဒေသပြီးတော့ဆေးရုံနေပြီးရင်အာဒီစိန်မန်းတို့ပြီးတော့ကိုဝင်ဆောင်မိခင်တွေရှိတဲ့ဆေးရုံနေအကုန်လုံးအယိုးကျော်ဆေးရုံအကုန်လုံးအကုန်လုံးတော့အနေအနှံ့တော့ရောက်ခဲ့ပါကျွန်တော် page ထဲမှာတော့ကျွန်တော်အကုန်တင်ထားပါတယ်ဟုတ်တူထားတယ်ကျွန်တော်ဆိုရင်ဒါဘာမှတော့မဟုတ်သေးတဲ့လူတစ်ယောက်ပါမောင်မြင်သေးတဲ့လူတစ်ယောက်ပါဒါပေမဲ့အဲ့မောင်မြင်သေးတဲ့လူပြောက်ကိုတိနေတဲ့တိနေတဲ့ဟိုရှိနေတဲ့လူလေးတွေကတော့တွေ့ရင်တော့မှတ်မိကြတယ်မှတ်မိတော့ သူတို့လာလူပါလားဆိုရအပျော်လေးတွေသူတို့မျက်လုံးမှာမျက်နာမှာဖြစ်တော်တာကိုမြင်ရတယ်အဲ့အတွက်ဟိုပူအားရှိတယ်ပို့ပြီးတော့သူတို့ ਨੇ တွေ့ကျင်တယ်အဲဟိုပြီးတော့အလူတွေလည်းသူတို့ကိုလူပေးတဲ့အခါမှာသူတို့ဝမ်းသာတယ်အဲ့တော့ကျွန်တော်အလူနှစ်ခုရတာပေါ့ဟုတ်အဲ့ဒါနေလေရမတ်တတာလန့်ချိတ်တာအခုကျွန်တော်အဲ့ဒါသွားရတော့မှအရေးကြီးနေတာကျွန်တော်အာအခုအိမ်မှာကျွန်တော်ည10နာရီဆိုရင်ဒီနေ့10ရက်နေ့10နာရီဆိုကျွန်တော်အလူလက်မခံတော့ဘူး ဒီနေ့အဲ့တော့အဲ့တော့ကျွန်တော်ဟိုစောင့်နေကြတာအဲ့မှာဟိုကားလိုင်းကလည်းရှိရ YBS ကားလိုင်းနာမည်နံပါတ်ပြောတယ်မေ့နေလို့အဲ့ညနေကိုကျွန်တော်ချိန်းပေးမယ်လို့သူတို့လည်းလာလူကျင်လို့ပါတဲ့ကျွန်တော်ပိတ်တော့မယ်ဆိုတော့ဟိုဟာဖြစ်တယ်ဘာလို့ဆိုပိတ်မှလည်းရမယ်ကျွန်တော်မနေ့ပြန်ကိုတွတ်လူတော့မှဖြစ်တဲ့အတွက်အလူစင်းပိတ်ပြီးကျွန်တော်ကအလူစင်းဒီကိုတိတိကျကျကျွန်တော်ဒီနေ့ညပေါင်းပြီးတော့တိချာချပြခြင်းလို့ဟုတ်ကိုရဲ့ကိုရဲ့ဟုတ် အဲကျွန်တော်တို့ပထမကတော့ဒီဘောင်းမီလေးကဘောင်းမီကအချင်းဘောင်းမီအပြာရောင်နဲ့အမဲရောင်နဲ့ထည့်ပဲပါတယ်ကျန်တာကတော့အင်းကြီးလေးတွေပါတယ်အင်းကြီးလေးနဲ့ထည့်ပါတယ်အဲကျန်တာကဟိုမေဘိုးအင်ကအင်းကြီးလေးတွေဟုတ်အဲအဲ့လေးတွေယူဝေးကြတာကျွန်တော်တို့ကိုစင်ပေါ်လဲကညီလေးချယူဝေးအဲလေကျွန်တော်တို့အစင်ပြေတာလေးတွေပေါ့ကိုအကူပေးတဲ့ဟာလေးတွေနဲ့ကျွန်တော်တို့အကူကတော့မနှံ့မျောပါဘူးသူကြိုက်တဲ့ဟာယူဝေးအဲကျွန်တော်တို့လည်းဟိုဘယ်လိုပြောလဲချင်းချင်းနဲ့နဲ့သွားမှာဆိုတော့ဟိုကျွန်တော်တို့ ရောင်လေးဆိုအမင်းရောင်လေးတွေတော့ဝေးရတော့အဲ့အမှလည်းပေတီခံပါလေကျွန်တော်သွားတဲ့နေရာတည်းကျန်းနေဟုတ်ကျွန်တော်တို့အခုကမရောက်သေးတဲ့နေရာတွေသွားမှာဗျပြင်မနာတို့ပျော်ပွဲတို့ရမဲတင်းတို့နီဘီရောတို့ပြီးတော့ဟိုဘက်အင်းလေးတို့အဲ့အရာတွေကကျွန်တော်တို့မရောက်ရသေးဘူးအဲ့အရာတွေကိုကသွားရမှာထက်ပြီးဟုတ်တယ်ဗျကျွန်တော်အလူရှင်တွေကငွေပဲအလူငွေပဲထည့်တာပြီးတော့ကျွန်တော်လည်းအလူငွေပဲဟိုပြန်ပြီးတော့လှူပြစ်ပါတယ်ဟုတ်ပစ္စည်းပစ္စည်းကကျွန်တော်တို့အနေနဲ့ဝယ်ဖို့လဲအဆင်မပြေသလိုလာလူနဲ့ပစ္စည်းတွေလည်းရှိတယ်ဒါပေမဲ့အဲ့အရာကျွန်တော်လက်ခံလို့မရဘူးဟုတ်ဆိုကျွန်တော်တို့ကကား ကားနဲ့တဲဖို့ဟာခက်ခဲတယ်ပစ္စည်းကလေကားလည်းအဲ့လိုကြီးမရှိဘူးပြီးငှားရင်လည်းအဆင်မပြေဘူးလေကျွန်တော်ကတောက်လျှောက်ငှားထားမှရမှာဟုတ်အဲ့တော့အဆင်မပြေလို့ဒီအလူငွေပဲလှူပြပါတယ်ဟုတ်ကျေးဇူးပါခင်ဗျာအခုလိုမျိုးကျွန်တော်တို့ဒီသူတို့တစီရုပ်ရှင်သကားကြီးကိုပြသတဲ့အခါမှာရရှိတဲ့အမျက်ရတရားရခိုင်နှုံးလုံးကိုကျွန်တော်တို့ interfilm production ကနေပြီးတော့ဒီမြေငလင်အင့်ဒေတာတွေကိုအကုန်လုံးလှူသွားမယ်ဆိုတာသိရတဲ့အတွက်ကျွန်တော်တကယ်လည်းကျေနပ်တယ်ပီတိဖြစ်ရတယ် inter plane production မှာရဲ့တရုပ်ဆောင်တယောက်ဖြစ်ရတယ်ကျွန်တော်ဂုဏ်ယူပါတယ်